တာဂတမြို့နယ်ရဲစခန်းကိုဖောက်ခွဲတိုက်ခိုက်ရဲတောင်းဦးတန်ရာရတူဦးစိုးရင်ရရန်ကုန်တိုင်းတာဂတမြို့နယ်ရှိရဲစခန်းတစ်ခုကိုနိုဝင်ဘာတရက်ည7:00နာရီခွဲခန့်တွင်လက်လုံပုံးနဲ့လက်ပစ်ပုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရရဲတပ်ဖွဲ့ဝင်3ဦးထိခိုက်ဒဏ်ရာရရှိပြီးတူဦးမှာအခြေအနေစိုးရင်ရကြောင်းမြို့ပြကျွက်အဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်တိုက်ခိုက်မှုကိုတော်လှန်ရေးဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပောက်ကွဲမှုဖြစ်ပြီးနောက်စစ်တပ်ဘက်မှ ရန်တမ်းပစ်ခတ်မှုများပြုလုပ်ခဲ့တော့လေတိုက်ခိုက်သူများအထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြအောင်သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲ၃ယောက်ဒဏ်ရာရတယ်။တစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်။ည၇နာရီကျော်မှဆေးရုံကားတစ်စီးရဲစခန်းထဲဝင်သွားတာဒေသခံပြည်သူတွေမြင်ခဲ့တယ်လို့သိရတယ်လို့မြို့ပြကျွပျောက်ကြအဖွဲ့မှအတာဝန်ရှိသူကဆိုပါတယ်။ဒါအပြင်ပြည်သူများပေါ်ဖိနှိပ်မှုများဆက်လက်လှုံ့ဆော်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့လက်ပါစင်များကို အချိန်နဲ့နေရာမီ၍ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့၎င်းအဖွဲ့ကထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။